အပြည့်ပြည့်ဆိုင်ရာရဇဝတ်ခေါ်ရုံ ICC ရဲ့တရားသူကြီးလေးဦးကိုပိတ်ဆို့ရေးရမှုတွေပြုလုပ်သွားမယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုက ပြောကြားလိုက်ပါတယ်။အစ္စရေးနဲ့အမေရိကန်ပေါ် ICC ကတရားလက်မဲ့ပြတ်မှတ်ထားရန်တို့နေရာတွေကိုတုတ်ပြန်ဖို့အတွက်အခုလိုဆုံးဖြတ်တာဖြစ်တယ်လို့မာကိုရူဘီယိုက ဆိုပါတယ်။ဝန်ကြီးချုပ်ဘေဂျမင်နေတန်ညာဟုအပါအဝင် အစ္စရေးအစိုးရထိတ်တန့်အရာရှိတွေကို ICC ကဖမ်းမရမ်းချုပ်ခဲ့တော့အာဖဂန်နစ္စတန်မှာအမေရိကန်စစ်တပ်ကဆရာဆူမှုကျူးလွန်နေဆိုတဲ့ဆွဆဲချက်အတွက် စုံစမ်းနေတာတွေကိုအကြောင်းပြုပြီး Rubio ကအခုလိုတုံ့ပြန်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။အမေရိကန်ကပိတ်ဆို့အရေးယူဖို့ရွေးချယ်ထားတဲ့တရားသူကြီး၄ဦးစလုံးဟာအမျိုးသမီးတွေပါ။ယူဂန်ဒါနိုင်ငံသူ၊ပီရူးနိုင်ငံသူ၊ဘီနင်နိုင်ငံသူနဲ့ဆလိုဗေးနီးယားနိုင်ငံသူတို့၄ဦးဟာအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အရေးယူပိတ်ဆို့မှုစီရင်မှာပါဝင်နေပါတယ်။ ICC ကတော့အမေရိကန်ရဲ့သဘောထားအတွက်ဝမ်းနည်းမိကြောင်းကြေညာပြီး ICC ရဲ့လွတ်လပ်တဲ့ရည်တည်မှုကိုထိုးနှက်ဖို့အားထုတ်တယ်လို့ခန်းစားရကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အရေးယူပေးဆောင်မှုအစီအစဉ်ရအထည်တရားသူကြီးတွေရဲ့အမေရိကန်မှာရှိနေသမျှပိုင်ဆိုင်မှုအကျိုးစီးပွားအားလုံးကိုတားမြစ်ပိတ်ပင်ပြီးဘန်နာရေးဌာနစီအစီရင်ခံစီမှာပဲဖြစ်ပါတယ်။နေတန်ညာဟုကတော့ဒီကိစ္စနဲ့ပတ်သက်လို့ရူဘီယိုကိုရောအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုပါကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်ဆိုရဟာအစ္စရေးရဲ့အခွင့်အရေးတွေအတွက်မမမမတ်ရည်တည်ပေးခဲ့တာဖြစ်တယ်လို့သူကဆိုပါတယ်။ရူဘီယိုရဲ့ကြေညာချက်မှာတော့ ICC တရားသူကြီးတွေဟာအစ္စရေးနဲ့အမေရိကန်တို့ကိုအခြေအမြစ်ကင်းမဲ့ပြီး တရားလက်မဲ့ဆန်နဲ့ပြတ်မှတ်ထားမှုတွေနဲ့ထိုးနှက်နေတယ်လို့ဆွဆဲထားပါတယ်။နောက်ပြီးတရားသူကြီးတွေရဲ့လုံဆောင်ချက်တွေဟာအမေရိကန်ပြီးတော့အစ္စရေးအပါအဝင်မဟာမိတ်တွေရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့အမျိုးသားလုံခြုံရေးကိုချိန်ချောက်နေတယ်လို့လည်းဖော်ပြထားပါတယ်။ ICC ဟာနေတန်ယာဟုနဲ့အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း US Gallant တို့ကိုဂါဇာမှာဆေးရဆွမှုကျိုးလွန်တယ်လို့ဆွဆဲပြီးမနစ်တုန်းကဖမ်းဖမ်းထုတ်ခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်ဟာဖေဖော်ဝါရီလတုန်းကလည်း ICC ရဲ့ရှေ့နေချုပ်ကာရင်ခန်းအပါအဝင် အရာရှိတချို့ကိုလုတ်ပိုင်ခွင့်အလွဲသုံးစားပြုလုပ်တယ်လို့ဆက်ဆဲပြီး Facebook အရေးယူမှုတွေတတ်မှတ်ကြေညာခဲ့ပါရဲ့ရှင်။